့စိတ်ကလေးကိုပြင်ရမှာဘာလို့လဲဆိုတော့လူတွေမှာကြည့်လေအော်ဒီလူကစိတ်ကောင်းတယ်ဒီလူကစိတ်မကောင်းစိတ်ကောင်းတဲ့လူနဲ့စိတ်မကောင်းတဲ့လူညံ့နှံမှာလားပေါ်နေတာစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာအချိုးပြုံးပြီးတော့မေတ္တာနှလုံးသားပိုင်ရှင်မျက်နှာကအကြည့်မင်းအေးဒေါသကြီးတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာဆိုလို့ရှိရင်စုပုတ်နေတာစုပုတ်နေတာ ဘယ်သူမှအဖက်မလို့တလို့ပုံစံမျိုးကြီးဖြစ်နေဘာလို့လဲဆိုစိတ်ကွာဖြစ်စိတ်ဖြစ်တော့မျက်နှာမှာလာပေါ်နေတာပေါ့ဟုတ်ပါဘူးအဲ့ဒီဟာကလည်းစိတ်ခဏခဏတူရတဲ့လူရဲ့မျက်နှာဒီရှည်ရပြုံးရမရတော့မျက်နှာမျိုးကြီးဖြစ်တတ်တယ်ဟုတ်တယ်အဲ့ဒါလေတချို့မျက်နှာကြတော့ကြည့်လိုက်လို့ရှိရင်မပြုံးဝင်မဲ့လို့ပြုံးနေတယ်လို့မြင်နေရတယ် ်ဘာလို့လဲဆိုရင်သူ့စိတ်ကိုကြည်လင်နေတာမေတ္တာတည်ဝင်ကြည်လင်နေတဲ့ပုံရှိလို့ပြုံးလို့မရတဲ့အကောင်တွေကြားတော့စသစ်တို့ဘယ်မှပြုံးလို့မရဘူးတကောင်ခွေးရမှာနည်းနည်းပြုံးရသေးတယ်ဒေါ်လာကြည့်တဲ့အကောင်တွေငှက်တွေထဲမှာဆိုလဲဒေါ်လာကြည့်တဲ့အကောင်စီးခွက်လို့အကောင်ဘယ်လိုမှပြုံးလို့မရဘူးနှုတ်ဝါးမှာမျက်လုံးကပြူးနေတာဆိုတော့အဲပြုံးမရတဲ့မျက်နှာတွေနဲ့ ဒါမျိုးဖြစ်တာပေါ့အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကလူတွေရဲ့စိတ်အသွင်တရံဟာမျက်နှာရိပ်ပေါ်မှာလာပြီးတော့ထင်ပေါ်နေတယ်ဒါကအပေါ်ယံကြည့်ုံနဲ့ပဲသိတယ်နောက်တစ်ခါနှုတ်ထွက်ကြတော့လည်းကြည့်စိတ်ထက်ကမာနကြီးတဲ့ပုဂ္ဂိုလ်တို့ဒေါသကြီးတဲ့ပုဂ္ဂိုလ်တို့ပြောလိုက်လို့ရှင်ဒေါသကြီးကစကားတိုးတယ်တိုးတိုးပြက်ပြက်ပြောတတ်တယ်သူက မမဆတ်ဆတ်ပြောတယ်ဒေါသကြီးလို့ရှိရင်ဘယ်ငယ်တော့ကြာဘူးတဲ့တကလုံးလောဘကြီးတော့စကားချိုးတယ်ဒေါသကြီးတော့စကားတိုးတယ်မောဟကြီးတော့စကားအိုးတယ်အိုးတယ်ဆိုတာညံ့ဖြင်းတာမပြောနော်လူတွေမှာလောဘစိတ်ရှိနေတဲ့အခါမလေးစကားချိုးတယ်ဒါမှရပါဟုတ်သူက အမိတာနဲ့ချိုးရမှာမဟုတ်တော့လောဘနဲ့ချိုးတာဒေါသကြီးတဲ့ပုဂ္ဂိုလ်ကြတော့စကားမဆတ်ဆတ်နဲ့တူတောင်းတောင်းပြောတတ်တယ်စိတ်တူတယ်မောဟကြီးတဲ့ပုဂ္ဂိုလ်ကြတော့အဆင်မပြေဘူးစကားအိုးတယ်ဆိုတာအဆင်မပြေဘူးသူစကားအချိုးရှင်းတော့မညီဘူးအဲ့လိုဖြစ်တယ်လို့ဒါလို့ဆိုတာအဲ့တော့လူရဲ့စိတ်ဟာအင်တာမအရေးကြီးတယ်ဆိုတာအင်တာမထင်ရှားတယ်ပေါ့